ူကမာရီအနေနဲ့လုခလဆာတုံးမြင့်ပေးဖို့နဲ့ဓာတုဗေဒကင်တွယ်လုကန်ရတဲ့အတွက်ဒီယူနာချီဒါမှမဟုတ်နင်းနာချီသတ်မှတ်ပေးဖို့တောင်းဆိုနေကြတာပါ။အရင်တော့ကျွန်တော်တို့လုံသမားဦးကြီး420ရှိရပါတော့။အခုကတော့တိုတယ်ကျွန်တော်ကြားတာကအခု330ပေါ့။တကယ်ရှိတာကတော့လုံသမားဦးကြီး290လောက်ရှိတာ။ကျွန်တော်လူဦးရေလူဦးရေအပြည့်ရောက်သွားတယ်။နောက်တစ်ခါကကျွန်တော်တို့အလုပ်အချိန်အပြည့်ပေါ့နော်။အရင်တော့က17နာရီ13နာရီလဲရတယ်ပေါ့နော်။အခုက9နာရီ7မိနစ်ပဲလဲရတယ်။ဒါကြောင့်မလို့ ကျွန်တော်တို့ကွန်ထရိုးလုပ်မှုနဲ့ပြန်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကွန်ထရိုးလုပ်မှုဒီကျွန်တော်တို့ကမကြဘူးပေါ့နော်မကြတဲ့အတွက်ကျွန်တော်တို့ကဒီဟာကိုတိုးတောင်းရတယ်ဖြစ်ပါတယ်လောက်ကလာသာဒီကျွန်တော်တို့အနေဆုံးဝန်ထမ်းသမားတယောက်ကိုကျွန်တော်တို့က total salary ပေါ့ total လာသာဒီ2,000လောက်လောက်တော့ပေးပါဆိုတဲ့ဟာကိုတောင်းတယ်ဒီ chemical ပစ္စည်းတွေကိုတိုက်ရိုက်သုံးဆွဲရတာပေါ့ကျွန်တော်တို့တွေဝိုင်းရေးသုံးဆွဲရတာမဟုတ်ပါဘူးဓာတ်ရိုက်သုံးဆွဲရတယ်ဓာတ်ရိုက်ကင်တွေထိတွေ့နေရတဲ့အကြောင်းရေရှည်မှာကျွန်တော်တို့ဟို တဲ့ဦးလန်းကျောင်းနဲ့ပတ်သက်တဲ့အဆုတ်ကင်စာတွေ TV ယောဂါတွေဖြစ်နိုင်ခြေရှိတယ်လို့ကျွန်တော်တို့ဟိုလေ့လာတွေ့ရှိထားပါတယ်လေ့လာတွေ့ရှိထားတဲ့ကြောင့်ကျွန်တော်တို့ကဟိုဂိဥနာကြီးသို့မဟုတ်နိနာကြီးအဖြစ်အလုတ်ထွက်သွားပြီဆိုလို့ရှင်ဒီဝန်ထမ်းရောက်လုတ်ထွက်သွားပြီဆိုလို့ရှင်သူရေရှည်ကျမ်းမာရေးအတွက်ကျမ်းမာရေးစောင့်ရှောက်မှုအဖြစ်ကျွန်တော်တို့ဟိုလုတ်သက်တစ်နှစ်ကိုအခြေခံလာတာတစ်လတာနှုန်းဖြစ်ပေးပါဆိုပြီးကျွန်တော်ဂိဥနာကြီးအဖြစ် တောင်းထားပါတယ် ဆန္ဒပြလုံသမားတွေဟာစိတ်ယုံတွေမှာဆန္ဒဖော်ထုတ်မယ်လို့စတင်ခဲ့ပြီးမြဲစိတ်ယုံဘက်ကလက်မခံတာကြောင့်စိတ်ယုံပြင်ဘက်မှာဆန္ဒဖော်ထုတ်နေကြတာပါအခုလိုဆန္ဒဖော်ထုတ်တာမျိုးမလုပ်ခင်စိတ်ယုံတွေနဲ့မြို့နယ်ညီနိုင်ဖြစ်ပြီးမှအချင်းချင်းညီနိုင်ခဲ့ပြီးမြဲပြည်လည်မှုများတာကြောင့်ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့လုံသမားတွေကပြောပါတယ်တော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ကဖြစ်နိုင်ရင်တော့ကျွန်တော်တို့ကဒီမှာညှိနှိုင်းလူပြေလည်သွားတယ်ကျွန်တော်တို့အထက်ထက်ပြောင်းဝင်သွားမှာဖြစ်တယ်ကျွန်တော်ဝင်လည်းပြောင်းဝင်သွားမှာဖြစ်တယ်တကယ်လို့မှမပြေလည်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကစီတန်းလှည့်လည်တာတော့လကောင်း သတင်းစာရှင်းလင်းပွဲလုပ်တာဆိုတော့ကျွန်တော်တို့ဘက်ကလည်းလုပ်သွားဖို့ရှိပါတယ်ဒါရုဗေဒာအုံပြုပြီးလောက်ကင်နေတဲ့ဆက်ယုံနေတဲ့မှာဒါရုဗေဒာကင်တွေအုံပြုရတာတွေအတွက်မိနာကြီးဒါမမဟုတ်ယူနာကြီးတတ်မှတ်ပြီးဖို့ဆန္ဒပြတောင်းဆိုတာဟာပထမဆုံးလည်းဖြစ်ပါတယ်။အခုလိုတောင်းဆိုဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်ပြီးအလုံလောက်ကင်လူတွေအနေနဲ့ဆက်ယုံတွေကိုဝင်ရောက်လောက်လောက်ကင်နိုင်တယ်လို့ဆက်ယုံဘက်ကကြေညာထားပါတယ်။ကျွန်တော်အာကာပါ